ရွေးကောက်ပွဲကထွက်ပေါက်ဆိုရင်နားစားကအတွက်လားဒီသူအတွက်လားမင်္ဂလာပါကျွန်မမဘူးတူမှာသေးပါရှင်ရွေးကောက်ပွဲဒီလက်ရှိနိုင်ငံရေးကြက်တဲ့အတွက်တခုတည်းသောထွက်ပေါက်ဖြစ်သည်လို့အားလုံးကပြောဆိုကြတယ်ဒါဆိုရင်အဲ့ဒီထွက်ပေါက်ဟာဒီသူလူထုအတွက်ထွက်ပေါက်လားနားစားကအစိုးရအတွက်ထွက်ပေါက်လား ရွှေနှွေးသုံးသပ်တင်ပြပေးပါမယ်။အများသူကအနေနဲ့ကလည်းမိမိတို့ရဲ့နိုင်ငံရေးထင်မြင်ယူဆချက်တွေကို comment မှာဝင်ရေးပေးလို့ရပါတယ်။အဲ့ comment တွေကနေပြီးတော့မှအကျိုးအကြောင်းစီလျော်ပြီးတော့အများသူကအတွက်ဘ ഹു တုတရစေရာ comment YouTube က comment ဆယ်ခု TikTok က comment ဆယ်ခုကိုရွေးချယ်ပြီးတော့မနေ့ဖြန်မှာကျွန်မပြန်လည်တင်ပေးပါမယ်။ဟုတ်ပြီပထမဆုံးဒီကြောင်းရကိုမဖြစ်မနေပြောဖို့လိုအပ်လာတယ်။ဘာကြောင့်လဲ။ချီလုံးတော်တိုင်းသားမဟာမိတ်များအဖွဲ့ဆိုတဲ့ UN တွေကခေါင်းဆောင်တယောက်က တယောက်ဆုံးမို့နာဆာကဆိုရဟာတဲ့ရွေးကောက်ပွဲဟာတို့ရဲ့ထွက်ပေါက်ဖြစ်တဲ့အတွက်ရွေးကောက်ပွဲဥပဒေကိုလိုအပ်တယ်လို့ပုံဖော်ပြီးအ short တင်လို့ပြီးပြုပြင်ပြောင်းလဲနေတယ်တဲ့ရွေးကောက်ပွဲဥပဒေရွေးကောက်ပွဲစနစ်တွေကိုတို့လိုချင်တဲ့ပုံစံရောက်အောင်အ short တင်လို့ပြီးပြုပြင်နေခြင်းဟာတိတ်ခမဲ့တဲ့လုပ်ရဲဖြစ်တယ်လို့ဆွဆွဲပြောဆိုသွားတယ်ဆိုတော့ပထမဆုံးကျမတို့နံပါတ်1အနေနဲ့မေးခွန်းထုတ်ရပြီးတော့ပြောရမယ့်ချက်ရွေးကောက်ပွဲရဲ့အနှစ်သာရကဘာလဲ ရွေးကောက်ပွဲရဲ့အနှစ်သာရကပါလေမိမိတို့ရဲ့ထင်မြင်ယူဆချက်တွေကိုရေးခဲ့လို့ရတယ်ရွေးကောက်ပွဲရဲ့အနှစ်သာရသည်နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာသည်ပြည်သူ လူထုထံမှရှိသည်ပြည်သူ လူထုသည်နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကို ပိုင်ဆိုင်သောအာဏာရှင်များဖြစ်ကြသည်အဲ့ဒီဒိဗေအဲ့ဒီအဒိဗေဖွင့်ဆိုချက်အတွက်တရားဝင်တက်တဲ့အဖြစ်ပြနိုင်တဲ့ပြရုပ် ထပ်ပြောပါမယ်။နိုင်ငံတော်အာဏာဟာပြည်သူလက်ထဲမှာရှိတယ်။ပြည်သူတွေဟာအာဏာရှင်ဖြစ်တယ်ဆိုတဲ့စကားရဲ့အတွက်တက်တေပြစရာတစ်ခုလည်းတော့ထွက်ပါ။ဒါကြောင့်မို့လို့ကျမတို့ပြည်သူတွေကမိမိတို့တင်မြှောက်လိုက်တဲ့အစိုးရတည်းရဲ့ရွေးချယ်လိုက်တဲ့အစိုးရတည်းကနေပြီးအောင်မှနော်လွှတ်တော်တွေထွက်ပေါ်လာတဲ့အစိုးရတွေထွက်ပေါ်လာတဲ့နိုင်ငံတော်ရဲ့အာဏာကိုကျင့်သုံးပြီးတော့အစိုးရတည်းအဖြစ်မောင်းနှင်ကြတယ်။ဒါကြောင့်မို့လို့ပြည်သူလူထုမှာအာဏာရှိတယ်ဆိုတာတက်တေပြတဲ့ပွဲတာဖြစ်ပါတယ်။ ပြည်သူတွေဟာလက်ထဲမှာရွေးချယ်နိုင်တဲ့အာဏာရှိတယ်ပြည်သူလူထုရဲ့အာဏာဟာပြည်သူထံမှဆင်းတက်ပြီးတော့နိုင်ငံတော်ဝန်လုံးမှာတည်တယ်ဆိုတာကိုတက်တည်ပြတဲ့ပွဲပဲဒါကြောင့်မို့လို့ဥပမာကျွန်တော်တို့ပြည်မျိုးမှာဗာကြီးပွားရေးပြည်မျိုးမှာရှိတဲ့စီးပွားရေးတိုးတက်ရေးစသဖြင့်မိမိပြည်မျိုးမှာရှိတဲ့ပြည်သူလူထုရဲ့အရေးခင်းအတွက်ကျွန်တော်တို့ဆွေးနွေးဆုံးဖြတ်တဲ့အခါမှာတဲ့အိမ်တဲ့ရောက်အစည်းအဝေးဖိတ်ခေါ်ပြီးတော့ကျွန်တော်တို့အစည်းအဝေးကျင်းပလို့ရတယ် တို့တော့ပြီးခရိုင်ဖြစ်သွားပြီဆိုရင်ပြီးခရိုင်အစ်စ်မှာစီးပွားရေးလုံးမဲ့ဖွံ့ဖြိုးတိုးတက်ရေးလုံးမဲ့ကျန်းမာရေးပညာရေးလုံးမဲ့ဆိုရင်ရက်ကွက်တဲ့အတွက်ကိုစားပြုကိုစလဲတယောက်ရက်ကွက်နှစ်တဲ့ကိုစလဲတယောက်ရက်ကွက်သုံးအတွက်ကိုစလဲတယောက်ဆိုပြီးကိုစလဲတွေရွေးချယ်တင်မြောက်ရတယ်။ပြီးခရိုင်အစ်စ်မှာပြီးသူလူထုရဲ့အရေးကိစ္စအတွက်ဆွေးနွေးဆုံးဖြတ်တော်မယ်အခါတဲကမျိုးနဲ့ကကိုစလဲဘယ်ရောက်ပေါင်းနယ်မျိုးတွေကကိုစလဲဘယ်နှစ်ရောက်ရွှေတောင်မျိုးနဲ့ကကိုစလဲဘယ်နှစ်ရောက်ဆိုပြီးတော့မျိုးနယ်အစဉ်ကိုစလဲတွေကျင်းပရတယ် ဒါခရိုင်စစ်ဟုတ်ပြီဘကိုးတိုင်းဒေသကြီးအစိုးရအဖွဲ့အတိုင်းဒေသကြီးအဆင့်အနေနဲ့ဘကိုးတိုင်းဒေသမှာရှိတဲ့ပြည်သူလူထုရဲ့စီးပွားရေးကြီးပွားရေးအတွက်ဆွေးနွေးကြမယ်ဆုံးဖြတ်ကြမယ်လှုပ်ဆောင်ကြမယ်ဆိုရင်ပြည်ခရိုင်ရဲ့ကိုယ်စားလှယ်ပဲနေရောက်တာယာဝတီခရိုင်ကပြည်ကိုယ်စားလှယ်ပဲနေရောက်တောင်ငူခရိုင်ကကိုယ်စားလှယ်ပဲနေရောက်ညောင်လေးရင်ခရိုင်ကကိုယ်စားလှယ်ပဲနေရောက်ဆိုပြီးတော့ပြည်သူလူထုရဲ့ကိုယ်စားကိုယ်စားလှယ်တွေရွေးချယ်ပြီးတော့တိုင်းဒေသကြီးအဆင့်အနေနဲ့ ဆွေးနွေးရတယ်။အဲ့ဒီလိုအနေနဲ့မြန်မာနိုင်ငံတော်အစ်စ်ဖြစ်သွားတဲ့အခါမှာပဲခူးတိုင်းကဘယ်နှယောက်မနေလေးတိုင်းကဘယ်နှယောက်မကွေးတိုင်းကဘယ်နှယောက်ရန်ကုန်တိုင်းကဘယ်နှယောက်ဆိုပြီးပြည်သူတွေကကိုစားပြုအနေနဲ့ရွေးချယ်ကြရတယ်။အဲ့ဒီလိုရွေးချယ်တဲ့ဖြစ်စဉ်ကို Republic လို့ခေါ်တယ်။ကျမတို့မြန်မာနိုင်ငံကိုလည်းဒါကြောင့်မလို့ The Republic လို့ခေါ်တာ။အဲ့ဒီဖြစ်စဉ်က The Republic အဲ့ကနေပြီးပြည်သူတွေကနော်ငါတို့တို့ ငါတို့ဘုကိုတိုင်းဒေတာကြီးမှာငါတို့တွေအေဂျင့်ဆိုတာတင်းငယ်အေဂျင့်ဆိုတာလောက်ကန်ရှာဖွေစားတောက်ချင်တယ်။ငါတို့ဘုကိုတိုင်းဒေတာကြီးမှာအကြမ်းဖက်မှုတွေရှိလို့ရှိရင်တော့တရားဥပဒေမစိုးမိုးတဲ့ဖြစ်စဉ်တွေဖြစ်လာလို့ရှိရင်အကြမ်းဖက်မှုတွေပြပအောင်နှိမ်သိမ်းပေးပါတရားဥပဒေစိုးမိုးအောင်လှုံ့ဆော်ပေးပါလူတက်မှုတွေဖြစ်လို့ရှိရင်လည်းအပြစ်ပေးပါခုံးမှုတွေမနှိမ်မှုတွေဖြစ်လို့ရှိရင်လည်းအဲ့ဒီတရားခံကိုအပြစ်ပေးအရေးယူပေးပါဒီအတွက်ငါတို့ကမင်းကိုအချိုးရဖြစ်တင်းမြောက်ပြီးတော့မင်းကိုငါတို့ကအခွင့်အရေးတွေဆက်ပါမယ်အဲ့ဒီဖြစ်စဉ်ကို state of nature လို့ခေါ်တယ် အဲ့ဒီကနေပြီးမှကိုစလဲကိုကျမတို့မဲပေးပြီးရွေးလိုက်တယ်။မောင်ဖြူကိုမဲပေးပြီးကိုစလဲရွေးလိုက်ပါတယ်ခင်ဗျာ။မောင်နီကိုမဲပေးပြီးကိုစလဲရွေးလိုက်ပါတယ်ခင်ဗျာ။အဲ့ဒီဖြစ်စဉ်သည်လေကျမတို့ဆိုလို့ရှိရင်ဒါလက်ရှိအများသူငါပြောမယ်ဆိုရင်ဒီမိုကရေစီမဲပေးရွေးချယ်ခြင်းမဲအများဆုံးရတဲ့လူကခေါင်းဆောင်ဖြစ်သွားပါတယ်။ Popular Sovereignty ဒီနည်းအဖြစ်ဒီမိုကရေစီလို့ခေါ်တယ်။ဒါကြောင့်မလို့ရွေးကောက်ပွဲတည်ပြည်သူမှအာဏာရှိတယ်ဆိုတာကိုတသက်ပြရပွဲတာဖြစ်တဲ့ရှင်တို့လက်ထက်မှာရှိတယ်အာနာကျမတို့လက်ထက်မှာရှိတယ်အာနာကိုအလွဲသုံးစား မဖြစ်စေနဲ့အလဟတ်တမဖြစ်စေနဲ့လက်ရှိမှာခင်ဗျားတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေနာဆာကဟာနိုင်ငံတော်ကိုအရေးပေါ်အခြေအနေကြေညာပြီးတော့ကုချုပ်ထားတဲ့အတွက်အဲ့ဒီအခြေအနေကလည်းပြည်သူတွေရွေးချယ်တဲ့ပြည်သူ့ရဲ့အာဏာနဲ့လုံပိုင်ခွင့်ပေးလိုက်တဲ့အစိုးရတည်းဖတ်ဖို့ဖို့အတွက်ရွေးကောက်ပွဲကျင်းပရမယ်။ဒါကြောင့်ရွေးကောက်ပွဲတည်ပြည်သူလူထုအတွက်ထွက်ပေါက်ဖြစ်သည်။ကျမတို့ဒီချက်ကိုရင်ပတ်ထဲမှာထည့်ထားဖို့လိုအပ်တယ်။ လက်ရှိမှာနိုင်ငံတဝန်းလုံးမှာလက်နက်ကင်ပြည်ပခန့်ဖြစ်နေတယ်ပြည်သူလူထုဟာစစ်ရဲ့ဆိုးဆိုးတွေကိုခါစီပြီးခံရတယ်ဒါကြောင့်မို့ပြည်သူတွေအားလုံးရဲ့ရှင်ထဲမှာတခုလဲသောဆန္ဒတွေငြိမ်းချမ်းမှုငါတို့တွေငြိမ်းငြိမ်းချမ်းချမ်းနေခြင်းပြီးငါတို့စစ်ပွဲကြီးအမြန်ပြီးခြင်းပြီးငါတို့တွေငြိမ်းငြိမ်းချမ်းချမ်းနဲ့လောက်ကိုင်းရှောက်ဝေးစားတော့ခြင်းပါပြီဆိုတဲ့ပြည်သူလူထုရဲ့ဆန္ဒဒါဆိုရင်ကျွန်တော်တို့ပြည်သူအားလုံးရဲ့ဆန္ဒဖြစ်တဲ့အဲ့ဒီငြိမ်းချမ်းရေးကိုငြိမ်းချမ်းမှုကိုဘယ်လိုတည်ဆောက်ကြမလဲအားလုံးကညီညွတ်မှုနဲ့လားငြိမ်းချမ်းရေးကိုတည်ဆောက်ရအဲ့ဒီညီညွတ်ချင်းကိုကငါတို့ဘယ်လိုရမလဲ တိုင်းရင်းသားအလုံးလိုချင်နေတဲ့အမျိုးသားဒန်းလူခွင့်ကို ပေးနိုင်မှသာလေညီညွတ်မှုရမယ်။မျိုးသားဒန်းလူခွင့်ကိုမပေးနိုင်သေးဘဲဘတော်မှညီညွတ်မှုမရဘူး။အဲ့ဒီအတွက်မျိုးသားဒန်းလူခွင့်ကိုပေးလိုက်မယ်တိုင်းရင်းသားတွေညီညွတ်ပြီးဟဲ့ တိုင်းရင်းသားတွေညီညွတ်တဲ့နေ့ဟာငြိမ်းချမ်းရေးရတဲ့နေ့ပဲအဲ့ဒီအမျိုးသားဒန်းတူခွင့်ဘယ်လိုပေးမလဲတိုင်းရင်းသားဒန်းတူခွင့်ကိုဘယ်လိုပေးမလဲတနည်းအားဖြင့်ကိုပိုင်ပြထမ်းခွင့်ကိုဘယ်လိုပေးမလဲတနည်းအားဖြင့်ကချင်ပြည်နယ်မှာကချင်လူထုနယ်တည်လျော်သောဖွဲ့စည်းပုံခြေကောင်းဥပဒေတရက်နဲ့အုံချုံချင်း ချင်းပြည်နယ်မှာကရင်ပြည်နယ်မှာကယားပြည်နယ်မှာရှမ်းပြည်နယ်မှာဒေသခံပြည်သူလူထုရင်းမြေတောတောင်အနေထားမြေပေါ်မြေောက်တယံဇာတာအဲ့ဒီမှာရှိနေတဲ့လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့တင့်လျော်တော့ဖွဲ့စည်းပုံရှေ့ကဥပဒေနဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်ဖြစ်ဖို့အတွက်မျိုးသားဒန်းတူခွင့်နဲ့ပေါ်ပေါက်ဖို့အတွက်တခုရတော့ထွက်ပေါက်ပြီးရွေးကောက်ပွဲရွေးကောက်ပွဲကျင်းပလိုက်တဲ့ပြည်သူတွေအစိုးရတွေရွေးချယ်လိုက်တဲ့ရွေးချယ်လိုက်မှစစ်ဖက်ရပ်ဖက်ဆက်ဆံရေးပေါ်လာမယ် ထပ်ပြောမနော်ကျမတို့ရွေးကောက်ပွဲကျင်းပပြီးတော့အစိုးရတရားထွက်လာတယ်အဲ့ဒီလိုတွက်လာတဲ့ပြည်သူကရွေးလိုက်တဲ့အစိုးရနဲ့ထွတ်တော်ရဲမှာ25ရာခိုင်နှုန်းပါနေတဲ့စစ်တပ်နဲ့ထိတ်တိုက်တွေ့မှာစစ်ဖက်ရပ်ဖက်ဆက်ဆံရေးလို့ဆိုလိုတာစစ်ဖက်ရပ်ဖက်ဆက်ဆံရေးဆိုတာလူပိန်းတွေတွေးထားတယ်လို့စစ်တပ်နဲ့အရက်သားပြည်သူတွေလက်နက်ကင်အဖွဲ့တွေကဆက်ဆံရေးမဟုတ်ဘူး စစ်ဖက်ရဖတ်ဆက်ဆံရေးသည်ပြည်သူကရွေးချယ်လိုက်တဲ့အစိုးရအရက်သားအစိုးရအာဏာပိုင်အစိုးရနဲ့စစ်တပ်က25ရာခိုင်နှုန်းပါနေတဲ့ဆက်ဆံရေးအဲ့ဒီကနေမှဆွေးနွေးကြမယ်ဆုံးဖြတ်ကြမယ်လွတ်တော်မှာအခြေအတင်အပြန်အလှန်ဆွေးနွေးပြီးတော့တိုင်းရင်းသားတွေလိုချင်တဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်ကိုပေးမယ်တိုင်းရင်းသားတွေလိုချင်တဲ့ဓာတ်လူခွင့်ကိုပေးမယ်တနည်းအားဖြင့်ကချင်ပြည်နယ်မှာကချင်ပြည်နယ်ဝန်ကြီးချုပ်ကိုကချင်ပြည်နယ်လွှတ်တော်ကရွေးချယ်ခြင်းချင်းပြည်နယ်မှာချင်းပြည်နယ်ဝန်ကြီးချုပ်ကိုချင်းပြည်နယ်လွှတ်တော်ကရွေးချယ်ခြင်းကယားပြည်နယ်မှာကယားပြည်နယ်ဝန်ကြီးချုပ်ကိုကယားပြည်နယ်လွှတ်တော်ကရွေးချယ်ခြင်းပုံမှန် 261ပြင်ဆင်ခြင်းဆိုတာဖြစ်လာမယ်။ဒါကြောင့်မလို့ရွေးကောက်ပွဲတည်ပြည်သူလူထုအတွက်ထွားပေါက်ဖြစ်တည်လို့ကျွန်တော်မဘုဒ္ဓမဟာသေကဆိုလိုခြင်းဖြစ်တည်။အားလုံးကတိုင်းရင်းသားတွေကအပြည်နယ်ဝင်ချီချုပ်ကိုပြည်နယ်လွှတ်တော်ကရွေးချယ်ခွင့်တနည်းအားဖြင့်နှစ်ချောင်းတစ်ကိုဖြေလျှော့ခွင့်ပေးလိုက်ရင်အဲ့ဒါဟာတိုင်းရင်းသားဂျန်လူခွင့်အတွက်ပထမဆုံးခြေလှမ်းတစ်လှမ်းပဲ။ပြည်နယ်လွှတ်တော်တွေကနေပြည်နယ်ဝင်ကြီးချုပ်ကိုမဲပေးရွေးချယ်တဲ့အခါမှာလေကချင်ပြည်နယ်လွှတ်တော်တွေမှာစစ်တပ်က25ရာခိုင်နှုန်းပါနေတယ်။အော်ပြည်ပြည်နယ်လွှတ်တော်တွေမှာလည်းပါနေတယ်။ ချင်းပြည်နယ်လွှတ်တော်ထဲမှာလည်းပါနေတယ်ရခိုင်ပြည်နယ်လွှတ်တော်ထဲမှာလည်းပါနေတယ်ဒါဆိုရင်အဲ့ဒီ25ရာခိုင်နှုန်းနဲ့မပေါင်းချပါနဲ့ဆိုတာမျိုးကပြောစရာကြီးဖြစ်လာတယ်။နောက်စစ်တပ်က25ရာခိုင်နှုန်းနဲ့မပေါင်းချပါနဲ့မပေါင်းချပါနဲ့လို့ပြောတယ်။တကယ်တော့အမှန်တကယ်လို့ရမှာငကဲ့နိုင်ငံရေးသမားတွေလို့ရမှာကစစ်တပ်က25ရာခိုင်နှုန်းနဲ့မပေါင်းပါနဲ့လို့လို့ရမှာမဟုတ်ဘူး။တိုင်းရင်းသားတွေအနေနဲ့ကျွန်တော်တို့ကိုရွေးချယ်ပါကျွန်တော်တို့နဲ့လက်တွဲပါဆိုတဲ့နိုင်ငံရေးယုံကြည်မှုကိုတိစောက်ရမှာဖြစ်တယ်။ စစ်တပ်နဲ့တော့မပေါင်းပါနဲ့ဆိုပြီးစစ်တပ်မကောင်းကြောင်ပြောရမှာမဟုတ်ဘူးကျွန်တော်တို့ကိုပေါင်းပါကျွန်တော်တို့ကိုယုံကြည်ပါကျွန်တော်တို့ကိုလက်တွဲပါဆိုတဲ့နိုင်ငံကြီးယုံကြည်ချက်တိုင်းရင်းသားတွေနဲ့ကြားထဲမှာတိဆောက်ရမယ်ဒါဆိုရင်တိုင်းရင်းသားတွေကပြည်နယ်တွေမှာမဲပေးရွေးချယ်တဲ့အခါမှာဝင်ကြီးချုပ်ရွေးထားတဲ့အခါမှာเนาะ25ရာခိုင်နှုန်းစစ်တပ်25ရာခိုင်နှုန်းနဲ့ပေါင်းမလားတို့ဒီမှုကျန်တဲ့နိုင်ငံရေးပါတီတွေနဲ့ပေါင်းမလားဆိုတဲ့ရွေးချယ်စရာတို့တို့မှာရှိလားတဲ့သူတို့မှာရွေးချယ်ခွင့်ရှိတာရယ်ဒါကြောင့်မလို့အဲ့ဒီလိုမျိုး25ရာခိုင်နှုန်းဘာနေလို့ဘာနေလို့ဘာနေလို့ဆိုတာကြီးက 那老些的骗你咯，那老些长，那老些长路，带你嘛，拍不要嘛，无数进去个，路北女对，路北女然那塞车边个？是个老的裤裆片片哦。阿妹那个嘛人话，哎，南安一八弟的，南安一他妈的过来啊！张英大厅的雄鸡母下啊，雄鸡母下啊，地少难清，没些也抓大片的。 ထည့်ပြောပါမယ်စစ်တမ95ရာခိုင်နှုန်းဘာနေလို့သွတ်တော်မ95ရာခိုင်နှုန်းဘာနေလို့2000ချေခုကြောင့်ကြီးပါဆိုပြီးတော့နေရာတကဘာပဲဖြစ်ဖြစ်95ရာခိုင်နှုန်းနဲ့2000ပုံပဲလက်မျိုးထိုးအပြစ်ပုံချနေခြင်းတည်နိုင်ငံရေးသမားတွေဟာသူတို့ကိုယ်တိုင်ကတိုင်းရင်းသားတွေရဲ့ယုံကြည်မှုရောက်အောင်မတည်ဆောက်နိုင်တဲ့လူဖြစ်လူညံ့များဖြစ်ကြသည်လို့ဝန်ခံနေကြတယ်ဖြစ်ပါတယ်ဆိုတော့စကားရင်အများကြီးပြောရင်ပိုးပါလိမ့်မယ် ကျမရည်ရွယ်ချက်ဆိုလိုချက်ကိုနားလေသဘောပေါက်လိမ့်မယ်လို့ထင်တယ်။ရွေးကောက်ပွဲဆိုတာရှင်တို့တွေကျမတို့မှာရှင်တို့မှာကျမတို့မှာအာနာရှိတယ်။အဲ့ဒီအာနာကိုကျမတို့တက်တည်ပြရမယ်ပွဲဖြစ်တဲ့အတွက်ရှင်တို့လက်ထက်ကအာနာကျမတို့လက်ထက်ကအာနာကိုအလယ်ဟက်တတ်မဖြစ်အောင်ရွေးကောက်ပွဲမှာမဖြစ်မနေမဲပေးဖို့လိုအပ်ပါတယ်။